ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အာချဲအတန်လေးအရန်တိုးနေမှာဆိုလို့ဒါလေးခြင်ထားမယ်နော်အဲ့တော့အချဲဒီညကအားလုံးကိုအတိပေးစရာလေးရှိလို့လာပြီးတော့ဗီဒီယိုလေးလာလုပ်ပေးတာပါဟာဒီချဲဒီရပိုင်းကျမ်းမာရေးချောင်းစိတ်ကျမ်းမာရေးလူကျမ်းမာရေးချောင်းပေါ့နော်စိတ်ရောလူရောအရန်ပင်ပန်းပြီးတော့အနားယူဖို့လိုတာကြောင့်ချဲဒီရပိုင်းလေးမှာအလုပ်တွေအားလုံးကိုခိတခဏနားပါမယ် အာဒီချဲ account Facebook မှာတော့ချဲဝန်ထမ်းခေါ်ထားပါတယ်ရှင်ဝန်ထမ်းခေါ်တဲ့ post လေးချဲဒီညနေတင်ထားပါတယ်အကယ်၍ဒီချားထဲမှာချဲဝန်ထမ်းရခဲ့မယ်ဆိုလို့ရှိရင်တော့ချက်ပြန်ပြီးတော့အလုပ်တွေပြန် run မယ်ပေါ့နော်ပြန်ပြီးညွှန်ညာပေးပါမယ်အာအလုံးတီးတဲ့အတိုင်းပဲဒီချဲဒီ TikTok က Facebook account ရော ပြီးလို့ရှိရင် Telegram ကော အကုန်လုံးပေါ့နော် Viber မှာစာဖြေတာရောပြီးရင် YouTube channel ရောအကုန်လုံးဒီချဲတယောက်ထဲ run နေတာဖြစ်တဲ့အတွက် အခုချိန်မှာရဲ့ပုံမှန်လဲကျန်းမာရေးမကောင်းတာဖြစ်တာကြောင့်စိတ်ရောလူရောအရန်ပရက်ရှာများတယ်။ခြားကိစ္စတွေရောပေါ့နော်အနာယူဖို့လိုအပ်တာဖြစ်တဲ့အတွက်ချက်အနာယူပါမယ်။ဆိုတော့ဒီချက်ကိုချက်ကိုစပို့ထားတာတွေပြီးလို့ရှိရင်စအုပ်မှားထားတာတွေ ဒီ Viber မှာဒီညနောက်ဆုံးစာပြန်ပေးမယ်ပေါ့နော်။ Share ကိုရင်ဒီညနောက်ဆုံးစာပြန်ပေးပါမယ်။ဒီညငွေလွှဲထားတဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက် Share ငွေလွှဲထားတဲ့သူတွေကိုမနှက်ဖြန်မှာ delete အပ်ပေးပါမယ်ရှင်။အဲ့တော့ဒီညကတော့ Share စာပြန်တာနောက်ဆုံးပေါ့နော်။ဒီရက်ပိုင်းအတွင်းမှာဘလောက်လဲပဲနရက်ကြမလဲတော့ချက်ကိုတိုင်းလဲမခံမှန်းတတ်ဘူးပေါ့နော်အာတပတ်လဲဖြစ်ကောင်းဖြစ်နိုင်မယ်ဇရက်လဲဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော် အဲ့လိုတော့ချေအလုပ်တွေအားလုံးကိုနားပါမယ်ဒီကြားမှာစာအုပ်လဲချေမရောင်းပါဘူးတင်တန်းတွေလည်းလက်မခံသေးပါဘူးရှင်အရင်လဲဒီအားလုံးနဲ့အဆင်ပြေပြီးတော့အလုပ်တွေပုံမှန် run ပြီးတော့ဇက်တိုက်သွားနေတဲ့အချိန်မှာမနာခြင်းဘူးပေါ့နော် မနာခြင်းမဟုတ်အတက်နိုင်ဆုံးတော့ချေတောင်းခံပြီးတော့လုပ်ခဲ့ပါတယ်ဒါမဲ့အခုကချေနားမရမှာပေါ့နော် ခဏလေးတော့ချိန်အနာယူမှရမှာဖြစ်တဲ့အတွက်9ရက်တစ်ပတ်လောက်လည်းဖြစ်ကောင်းဖြစ်နိုင်အတက်နိုင်ဆုံးတော့ချိန်မြန်ဆုံးတက်တာအောင်လုပ်ပြီးတော့ပြန်လာမှာဖြစ်ပါတယ်လုံးဝပျောက်သွားမှာတော့မဟုတ်ဘူးချိန်ဒီတိုင်းမှာပုံမှန်တိုင်းချိန်နေ့တိုင်းဘယ်လိုပြောမလဲနေ့စဉ် daily ဗီဒီယိုလေးတွေလည်းတင်ကောင်းတင်ပါမယ်ပြန်ဖြေလို့ရတဲ့ comment လေးတွေလည်းချိန်ပြန်ဖြေပေးပါမယ်ရှင်ကျင်အလုံးနဲ့ပတ်သက်ပြီးတော့ဗောနော်အလုံးနဲ့ပတ်သက်ပြီးပညာဌာနတင်တာတွေ ဒီစာအုပ်ရောင်းတာတွေတနန်းလက္ခဏာတွေကိုဒါခြေခဏနာတာဖြစ်ပါတယ်အဲ့ဒါအားလုံးကိုလာပြီးတော့အတိပေးတာပါဒီတရက်နေညပေါ့နော်ဒီတရက်နေညမှာတော့ခြေလက်ကျန်ငွေလွှဲထားတဲ့သူတွေအကုန်လုံးကိုစာအုပ်ပို့ပေးပါမယ်ရှင်ကျန်တဲ့ဒီအလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင်လူမှုရေးဖုန်းတွေရောပေါ့နော်ခြေဘာမှပြန်မဖြေချင်ပါဘူးဘသူနဲ့မှလည်းရှေ့စကားမပြောချင်ဘူးပေါ့နော်ဖြစ်တဲ့အတွက် ထယ်ဖုန်းလည်းမကင်ဘူးစာလည်းမပြန်ဖြေပါဘူးရှင်ဆိုတော့ဟိုပုံမှန်တိုင်းအလုံးဆက်လုံးနေလို့ရှင်ခြေပတ်စံသူများစီကပတ်စံယူပြီးဝိုင်းခြေဘက်ကတာဝန်ပြန်ကြည့်ခြင်းနဲ့အဲ့တော့ဟို အခြေတအောင်မချိနိုင်ဘဲနဲ့ပေါ့နော်လုံးမပေးနိုင်ဘဲနဲ့လဲချဲတခြားသူရဲ့ပတ်စံကိုယူမထားခြင်းပေါ့နော်အဲဒါကြောင့်ဒီရက်ထဲမှာစာအုပ်လေးတွေမမှားကြပါနဲ့ဦးစာအုပ်တရားချက်ဒီ install ကမနေရပဲချက်ပြန်ရောက်လာရပေါ့နော်200ဝန်းကျင်အုပ်ရေ200ဝန်းကျင်လောက်ချက်ရောက်ထားရှိပါတယ်ထပ်ပြီးမှာထားရလည်းရှိပါတယ်ဆိုတော့ဒါမဲ့ချက်ဘာမှဆက်လုပ်လို့မရဘူးပေါ့နော်ဘာမှဆက်လုပ်လို့မရတာဖြစ်တဲ့အတွက်နားပါမရှင် အများဆုံး ၅ရက်တစ်ပတ်ပေါ့နော်၅ရက်တစ်ပတ်ပုံမှန်တိုင်းချေစိတ်ကောခန္ဓာကိုယ်ရောပုံမှန်တိုင်းပြန်ဖြစ်တဲ့အခါအလုပ်တွေပြန်လုပ်နိုင်တဲ့အခါမှာရှင်အကောင်ဆုံးပြန်လာခဲ့ပါမယ်။ရှက်ကိုစားမိထားရည်လည်းအများကြီးရှင်တွေ့တွေ့တယ်ပေါ့နော် ရှိပါတယ်။အဲဒါလေးလည်းရှင်မှတ်ထားပါတယ်။ပုံစံလေးလည်း screenshot ရယူထားပါတယ်။ရှင်ပြန်ဖြည့်ပြီးနိုင်တဲ့အခါပြန်ဖြည့်ပြီးပဲပေါ့နော်။အခုက ပုံမှန်တိုင်းချင်အာယုံဆိုင်ဖို့အတွက်ကိုပဲအရန်ခတ်ပါတယ်။ပြီးလို့ရှိရင်စကားရိမှန်အောင်လည်းရှေ့ပြောဖို့အရန်အာယုံဆိုင်ရပါတယ်။ဆိုတော့အာဒီချိန်မှာဒီ stress အရန်များနေတာပေါ့နော်။အဲ့ဒါလေးလည်းဖြစ်တာဖြစ်တဲ့အတွက်အနားယူပါမယ်ရှင်။အားလုံးလည်းနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်။မိလည်းမသွားကြပါနဲ့ဟုတ်ရှင်။အဲ့တော့ ဒါလေးလာပြီးအသိပေးတာပါကျဲအရင်ရက်ကဗီဒီယိုလေးရိုက်ထားတော့ရှိတယ်ပေါ့နော်အဲ့ဒါကြီးလဲအတစ်လုတ်ပြီးတင်နေလို့ရှိရင်အကုန်လုံးကကျဲအတစ်ဖြစ်နေတယ်ဆိုပြီးတော့ဟိုဒီစာရီလာမှာကြမှာဆိုလို့စာအုပ်တွေလာမှာကြမှာဆိုလို့ကျဲဒါလေးလည်းမတင်သေးဘူးပေါ့နော်ပုံမှန်တိုင်းရှေ့မှာပြောခဲ့သလိုပဲအဲကျဲနေ့တိုင်းသွားလာလှူရှားနေရလေးတွေကျဲတင်ရင်လည်းတင်ကောင်းတင်ပါမယ်ပြန်ဖြည့်ပေးလို့ရတဲ့ comment လေးကိုကျဲဖြည့်ပေးပါမယ်ရှင်ဒါမဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ကျဲခဏနာပါမယ် Viber မှာစပြတ်မဖြေလို့ဖုန်းမဖြေလို့တော့ဖြစ်မှာဆိုလို့เนาะဒီဗီဒီယိုလေးကိုချဲအပေါ်ဆုံးမှာထားပြီးတော့တင်ပေးခဲ့ပါမယ်။အလုံးကျေးဇူးတင်ပါတယ်ရှင်။အကောင်းဆုံးတွေပြန်လုံနိုင်ဖို့ကြိုးစားပြီးပြန်လာခဲ့ပါမယ်။အလုံးလို့ဖို့ပလန်นี่လည်းအများကြီးချင်မှာရှိပါတယ်။အာချဲနောက်ထပ်ဒီစာအုပ်အစ်စ်ထွက်ဖို့ပေါ့နော်။စာအုပ်အစ်စ်ထွက်ဖို့အတွက်လည်းအလုံးချဲပြင်ဆင်ထားလေးရှိရပေါ့နော်။အဲလေးလည်းလှုပ်ဆူဖို့ရှိတယ်။ သင်တန်းလည်းအသစ်သင်မှုရှိပါတယ်ဆိုတော့အဲလေးအတွက်ချက်အကောင်းဆုံးစူးစမ်းပြီးတော့ပြန်လာခဲ့ပါမယ်ပြန်လာခဲ့တဲ့အခါမှာလည်းအားလုံးအတွက်အကောင်းဆုံးဖြစ်စီရပါမယ်ရှင်ယေရှုတမန်